အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ပါလို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်နဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာ ီရင်နေမှာတော့စောက်ဝင်နဲ့လိမ့်ဆက်ဆန်ရတဲ့အရာသားများဆက်ဆန်သူရောခံရသူပေါ့ဘလို့တာယာမှုအရာချသလဲတိတ်ကောင်းစရာများသောတင်ဆက်ပေးခြင်းမာရီအဲ့ဒီအကြောင်းမပြောခင်အလုံးသိထားကြဖို့အတူတက်ဖြင့်တလပါအရွယ်တွေအတွက်သိထားသင့်တယ်အသက်သုံးစိတ်ကျော်ရင်မဆောင်တဲ့အရာများသောအရှင်ပြောပြမယ်နော်အရာပေးရတဲ့တပြိုင်တည်းစုံတဲ့လိမ့်ဆက်ဆန်ရတဲ့အရာသားများ ဆက်ဆံသူရောခင်ရသူကဘလို့ထားရမှုရကြသလဲတိတ်ကောင်းစရာများသောတင်ဆက်ပေးပါမို့အဆုံးထိကြည့်ပေးကြပါရှင်အသက်30ကျော်ရဲ့မစားသင့်တဲ့အရာများ အသက်ရွယ်ကြီးရင်လာလေဆရာကြောင့်ခန္ဓာကိုယ်မှာကျုပ်ရင်ပြည့်စည်တာတွေက များလာလေလေပါဒါကြောင့်ခရူးဆိုင်နိုင်ကမှတော်လာကြမယ့်အချိန်ဖြစ်လာတာပါအသက်30ကျော်လာတဲ့အခါအသားရေကစားလို့ ခန္ဓာကိုယ်အစိပ်ပိုင်းတိုင်းအာလုံးဒီပါကိုတိတ်ချထိမ့်သိမ့်ဖို့လိုလာမှာပါတကယ်လို့များတိတ်ချခရုမဆိုင်မိဘူးဆိုရင်အရွယ်မထိုင်ခင်အိုမင်းမူကမဖိတ်ခေါ်ပဲတင်စီကိုပျော့ပျော့ချီရောက်လာနိုင်ပါတယ်ဒီတော့စိတ်ဟာကြောင့်ဖြစ်တဲ့အိုမင်းမူကိုအချိန်မတိုင်ခင်ရောက်မလာစေဖို့ဒါလေးတွေကို ခရုဆိုင်ပေးစေချင်ပါတယ်အသက်30ကျော်ရဲ့ဒါရီမစားနေတော့တော့လေရီတို့ အသက်30ကျော်လာပြီဆိုရင်နှုတ်ပြောမှုတွေကအလုံးလုံးပြခွဲသွားတော့မှာပါ။ဒါကြောင့်အချိန်မတိုင်ခင်အုံမင်းမှုကနေကာကွယ်တဲ့အနေနဲ့ဒီအစားစားတွေကိုမစားဖို့လေးလေးလေးတို့ကိုသတိပေးပြစေနော်။အထူပါတဲ့ဒိန်ကြီးဒိန်ကြီးကကျမရဲ့အတွက်တင်တော်ရင်းဆိုပေမဲ့အသက်30ကျော်လာပြီဖြစ်တဲ့လေးလေးလေးတို့အတွက်ကတော့အထူကင်းနေတဲ့ထိန်ချင်းတွေကအရေးအကြောင်းတွေဖြစ်စေဖို့ အားသေးပေးနိုင်တာကြောင့်ဖြစ်နိုင်ရင်မစားကြဘူးဖယ်လီပင်းချင်ပါတယ်အချို့ကဲလေးတွေအသားရည်တည်မှုကိုထိခိုက်စိတ်လေးလေးပါဒါကြောင့်အချို့ပါတဲ့ဒိန်ကြီးရေကင်းမှုတွေကို မစားပါနဲ့စေတော်ဘူးတွေ2013ခုနှစ်ကလုတ်ခဲ့တဲ့လေလံမှုတရရန်စေတော်ဘူးတွေကို စားသုံးတာကသွေးပေါင်ချိန်ကိုဒိုစိန်နိုင်ကြလို့အရွယ်မတိုင်ခင် ုံမေးမှုကိုဖြစ်စေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။နောက်တစ်ဆက်ကစိတ်သွေးဖူတွေက BPA ပါဝင်နေတာကြောင့်လေလီလေးတွေကိုအဝလွန်စေတာမျိုးလဲဖြစ်စေနိုင်တယ်လို့ကင်ဆာဖြစ်စေနိုင်တာမျိုးလဲရှိနေပါတယ်။ကင်ထားတဲ့အသားတွေဒီအစားအစာတွေကလည်းလေလီလေးတွေကိုထိခိုက်စေနိုင်တဲ့အစားအစာတွေကတခုပါမိပြပြနေတဲ့ကင်ထားတဲ့အသားခင်တွေက စာကောင်းတာပန်းပေမဲ့အသက်30ကျော်သွားတဲ့လီဒီလေးတို့ရဲ့ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်နေဆိုတာက အမှန်ပါ။ဒါကြောင့်လီဒီလေးတို့အနေနဲ့အသားကိန်ကိုရှောင်တယ်မာရင်အဆိုရီရယ်လီဒီလေးရင်းနဲ့မသက်တော်တဲ့အရာတွေထဲမှာအဆိုရီရယ်လဲပါတယ်တော့။နေရင်နေလဲပြန်မှန်းနေလို့ဆိုပြီးအဆိုရီတောင်းမိတာကအမောင်းပြေစေနိုင်တယ်ဆိုပေမဲ့ အသာရင်နဲ့ခန္ဓာကိုယ်အပေါ်မှာတော့ထိခိုက်မှုကြီးနိုင်တဲ့တော့လေဒီအကြောင်းကတော့အထုံရည်တွေမှာသံသောင်းပါဝင်မှုများနေတာခြောက်မှာပေါမော့အဖြူမနှက်စာကို အမျောသည်စားမရင်အဝါလုံးမှာစုံလို့စောပြီးပေါမုံတစ်ချက်လောက်နဲ့ကော်ဖီတောက်ပြီးဆိုတဲ့စိတ်ကူကိုအသက်30ကျော်နေပြီဆိုရင်မတွေးပါနဲ့တော့အချောင်းကအသက်30ပြည့်ပြီဖြစ်တဲ့လေလီလေးတို့အတွက် ပေါမောအပြောကအိုမင်းရှင်ရောမှုဖြစ်စေနိုင်လို့ပါသွေရသသာတကိုတိုးစေနိုင်လို့စင်းချူလည်းဖြစ်စေနိုင်ပါသေးတယ်ဆက်လက်ပြီးတော့စဝုန်နဲ့လိမ့်ဆက်ဆိုင်ရတဲ့အရာသားများဆက်ဆံသူရောခရယသူကဘလို့တာယာမှုရကြသလဲတိတ်ခေါင်စရာများသောတင်ဆက်ပေးခြင်းပါ रे ရမစိတ်ထန်ကြွစေတဲ့စဝုန်နဲ့လိမ့်ဆက်ဆံခြင်းကြောင့်တင်ဆက်ပေးပါမယ်ရှင်မကြသေးမီက ြုတ်လုခဲ့တဲ့လီလာမုံတခုရောကိုးစိတ်ရာခိုင်နှုန်းသောအမျိုးသားအခြေခြေလိန်ဆက်ဆန်းတဲ့အမျိုးသားတွေနဲ့900ရာခိုင်နှုန်းကနေ1000ရာခိုင်နှုန်းသော လိန်ဆက်ဆန်းတဲ့အမျိုးသမီးတွေဟာစက်အိုးအဝါထွေးထိုးသွင်းဆက်ဆန်းခံရမှုကိုနှစ်သက်ကြပါတယ်စက်အိုးနဲ့လိန်ဆက်ဆန်းခြင်းလို့အလွယ်ခေါ်ကြတဲ့လိန်ဆက်ဆန်းခြင်းဟာလိန်တန်ကိုစက်အိုးအတွင်းကိုထိုးသွင်းတဲ့လိန်ပန်းဆိုင်ရာအပြုမှုကိုစုံလို့ပါတယ် ဆုံဟာအာယုံခံနိုင်စွမ်းမြင်ပါတယ်အာယုံဒိုရီနဲ့ပြည်နယ်တရားကြောင့်စအိုနယ်လေးဆက်ဆံသူတွေဟာစမ်းမရင်ပြဿနာတွေကိုလည်းရင်ဆိုင်တကြပါတယ်ထို့သွဲခရသူတို့ဆအိုဟာလိန်လုံဆောင်မှုကိုတောက်ပြန်တဲ့ရမတ်ကြွလွယ်တဲ့နေရာတစ်ခုဖြစ်ပါတယ်သူဟာလိန်တန်တင်ချက်မှုကိုလည်းပေးစွမ်းပါတယ်လူတချို့ကစအိုနဲ့လိန်ဆက်ဆံခြင်းကို တာယာဝဲကောင်းတယ်လို့ယူဆကြပါမယ်။ဒီလိုလှုပ်ခြင်းမှာစိုးကျိုးတွေရှိပြီးတော့လုံခြုံစိတ်ချရဖို့အတွက်အထူးကြိုတင်ခါဝဲမှုတွေလိုအပ်ပါတယ်။စအုံးနဲ့လိန်ဆက်ဆန်းကြီးဟောင်းလုံခြုံစိတ်ချရပါသလား။စအုံးနဲ့လိန်ဆက်ဆန်းကြီးနဲ့ဆက်ဆက်နေတဲ့ဇမားကြီးပြဒနာအများအပြားရှိပါတယ်။အောက်ဖို့ပြပါအချက်တွေပါဝင်တခြားအကြောင်းရင်းများစွာကြောင့်စဟုန်နဲ့လိန်ဆက်ဆန်းကြီးဟောင်း အနေငယ်အချိန်မှဆုံးလိမ့်ဆက်ဆန်းလေးဖြစ်ပါတယ်။ဆိုတော့ဘိမကိုလိုမျိုးတဘာဝကပိန်ထားတဲ့ချောစီမပါရှိပါဘူး။ထို့တင်မှုဟာဆော့ဝရရှိတီရှူတွေကို ပြက်စီစေပြီးတော့ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေကိုသွေးကြောတွေဝင်ရောက်စေပါတယ်။ဒါဟာကူးစက်ရောဂါအထူးသဖြင့် HIV ကိုပြန်ပွားစေပါれလေလံမှုတွေကစောဝါကိုလိမ့်ထိုးသွင်းဆက်ဆံခံရသူတွေဟာပုံမှန်မိမကိုနဲ့ နှိမ့်ဆက်ဆန်သူတွေထက် HIV ဖြစ်ပွားသောအသိ30%သောပုံမှုများပြားပါတယ်။ချောစီအသုံးပြုခြင်းဟာတစုပ်အချိန်တွေမှာ အသုံးဝင်ပေမယ့်အရှိပြားဖြစ်ခြင်းကို အပြည့်ဝကာကွယ်မပေးနိုင်ပါဘူး။အပြင်ကအရှိပြားနဲ့မတူတာကစုပ်ဖို့အတွင်းကတေရှူတွေဟာအကောင်အကွယ်နေပါပါတယ်။အပြင်ဘက်ကတေရှူတွေဟာဆဲလေအတက်ပေါများစွာကာရန်ထားပြီးတော့ ရောဂါပေါ်ကူးစက်ခံရမှုကိုကာကွယ်ပေးပါတယ်။ဆိုးရဲကတီရှူကတော့ဒီလိုအခခွေမျိုးမရှိပဲပြဲထွက်ခြင်းနဲ့ယောဂါကူးစက်ခံရခြင်းကိုပုံမှန်ဖြစ်စေနိုင်ပါတယ်။ဆိုးဟာမဆင်တွေကိုထိန်းထားပေးပါတယ်။အကွင်းပေါ်ရှိတဲ့ကြွက်သားကိုဆိုးဝကြက်သားလို့ခေါ်ပြီးသူဟာဝမ်းသွားပြီးပြန်တင်ပြီးဆိုးကိုကာကွယ်ပေးပါတယ်။ဒီကြွက်သားဟာပေါ်နေရင်ထိုးထွင်းခြင်းဟာတရားဝင်မကောင်းမဲ့ခက်ခဲတတ်ပါတယ်။ ဆောင်းနဲ့လိမ့်ဆက်ဆိုင်ရင်ကို အခါပေါင်းများစွာပြုလုပ်တဲ့ကောင်ဒီကြွသားကိုအားနေစေပြီးတော့တင့်အိမ်သာရဲ့ရောက်တဲ့အထိပစိတွေကိုထိမ့်သိမ့်ထားပေးဖို့ခက်ခဲနိုင်ပါတယ်။တင့်မဆောင်အတွဲမလေးခြင်းကကိရဲ့လေးခြင်းကဟာဒီပြဿနာကိုကာကွယ်ဖြေရှင်းပေးနိုင်ပါတယ်။ဆောင်းအောင်ဘက်တီးရီယာတွေနဲ့ပြင်တန်နေပါတယ်။တင့်မလိမ့်မ30ကိုဆက်ယောဂရိမရှိရင်တော့မဆောင်းအတွင်ကဘက်တီးရီယာတွေကထောက်သွင်းသူကိုယောဂကုသနိုင်ပါတယ်။ စောင်းုံနဲ့လိမ့်ဆန်းဆန်းပဲမိမကုံနဲ့လိမ့်ဆန်းဆန်းကြီးဟာတဲ့မိမကုံနဲ့စီလန်းချောင်းကိုရောဂါကူးဆက်စေနိုင်ပါတယ်စောင်းုံနဲ့လိမ့်ဆန်းဆန်းကြီးဟာတစောင်းအနေရည်နဲ့ရှိပါသေးတယ်စောင်းုံနဲ့လိမ့်ဆန်းဆန်းပဲပစတဲ့လိမ့်ဆန်းဆန်းကြီးဟာနှစ်ယောက်စလုံးကိုအသက်ရောင်ရောကောင်းရှည်ရော HPV နဲ့တက်ဆာယောဂါပိုးရဲကုဆတ်ခံရနိုင်ပါတယ်။စုံုံနဲ့လိမ့်ဆက်ဆက်ပြီးပြင်းပြင်းထန်ထန်တရားရခြင်းဟာအပြစ်မများပေမဲ့ဖြစ်တော်ဖြစ်နိုင်ပါတယ်။ ဆောင်းနဲ့လိမ့်ဆက်ဆံပြီးသွေးထွက်ခြင်းဟောင်းလေကောင်းပြင်းခြင်းနဲ့ပိုဆိုးတဲ့ပြဿနာတွေချောင်ဖြစ်နိုင်ပါတယ်။ဒါဟောင်းအရေးကြီးပြီးအရွေးဝစိတ်ကူတာမှုခံယူသင့်ပါတယ်။စိတ်ကူတာမှုအောင်စိတ်ယုံတတ်ခြင်းခွဲစိတ်ကူတာခြင်းနဲ့ရောဂါပိုကောက်ဝဲဖို့ပိုသက်စေသုံးပြုခြင်းတို့ဖြစ်ပါတယ်။ဆောင်းနဲ့လိမ့်ဆက်ဆံခြင်းကြောင့်ဖြစ်လာတဲ့ပြဿနာတွေကဘယ်လိုကာဝယ်မလဲ။တခါရေသောပြဿနာရှောင်ရှားခြင်းအရောဆောင်းနဲ့လိမ့်ဆက်ဆံမှုမပြုစင်ပေဖြစ်ပါတယ်။ တကယ်လို့တခြားနည်းလမ်းမရှိဘူးဆိုရင်ရောဂါကူးစက်မှုကိုကာကွယ်ဖို့ကုန်တုံးအသုံးပြုသင့်ပါတယ်။အောက်ဖော်ပြပါချက်တွေနဲ့ဆောင်းနဲ့လိမ်ဆက်ဆန်းကြီးရဲ့အနေရကိုရှောက်ရှားနိုင်ပါတယ်။သင့်လိမ်ဆက်ဆန်းမဲ့ဟာကုန်တုံးအသင့်မဝဲထားဘူးဆိုရင်လိမ်တန်ကိုဆောင်းအတွင်းထိုးသွင်းမိပြီဆိုရင်ဖက်ဆက်ထဲတော်လကောက်မိမကုန်ရဲတော်လကောက်မထိုးသွင်းပါနဲ့။အရေးပြောင်းအပြေရှာရီရှော့ချဖို့စောစိတ်ကအရေးကြီးပါတယ်။ရောဘတ်ကုန်တုံးနဲ့ဝယ်ရဲ့ ရေကိုအခြေခံထားတဲ့ချုံစီကိုအမြဲတမ်းပါလိမ့်တန်းကိုထိုးသွင်းခြင်းမပြုမဲအပြင်းရွှန်သက်သာစေဖို့စိတ်လျှော့ထားပါလိမ့်မဆက်ဆံပြီးရေဝူနဲ့ရေချိုးခြင်းသို့မဟုတ်လဲလျောခြင်းကလည်းထိုးသွင်းမှုကိုလွယ်ကူစေပါတယ်စုံနဲ့လိမ့်ဆက်ဆံမှုဟာသက်သာသက်သာမရှိဘူးဆိုရင်ရလိုက်ပါစုံနဲ့လိမ့်ဆက်ဆံပြီးသွေးထွက်ရင်သို့မဟုတ်စုံပတ်ပတ်လဲပေါင်းအနှောက်အဖို့တကူကူထွက်လာရင်သိစရာဝင်တဲ့အပြန်ဆုံးပြသတဲ့မှာတယ် ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းလေးကိုတော့ဒီမှာပဲရန်နာဝင်ပြုပါရှင်။နောက်တစ်လဲကျွန်တော်တို့ channel ကနေဘုသူတာဖြစ်စေမဲ့အကြောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စောင့်မျှော်ပေးကြပါဦးရှင်။ချစ်စုအပေးခဲ့တဲ့ပရိသတ်တယောက်ချစ်စီကိုချစ်စုတူပဲတင်ပါရှင်။